အလင်းလိုင်းကွန်ရက်ကနေကြိုဆိုပါရစေ။ဒီကနေ့ဖတ်ပြပေးမှာကတော့ဗမာပြည်ကွန်မြူနတီပါတီဗဟိုစည်းဝေးကော်မတီအဘော်ပြည်သူအာဏာကြားနဲ့အမှတ်44 2024ခုနှစ်စက်တင်ဘာလတုန်းမှာဖော်ပြပါရှိတဲ့လေလာရေးပြဿနာများဆိုတဲ့ဆောင်းပါးဖြစ်ပါတယ်။ဒီဆောင်းပါးကိုကျွန်တော်တို့လင်းလိုင်းကွန်ရက်က အပိုင်းနှစ်ပိုင်းခွဲပြီးဖတ်ကြားပေးမှာဖြစ်ရာဒီကနေ့ပထမပိုင်းကိုတင်ဆက်ပေးလိုက်ပါတယ်လေလာရေးပြဿနာများ ဆိုလိုချက်ဒီနေရာမှာလေလာရေးပြဿနာများဆိုတာအရာကိစ္စတွေရဲ့အတွင်းပိုင်းသဘောတဘာဝကိုသိအောင်လုပ်ရမှာတတိထားသင့်တဲ့အရာများကို ဆိုလိုပါတယ်ဒီလိုသိအောင်လုပ်ပြီးသက်ဆိုင်ရာအရာကိစ္စဆိုင်ရာအမြင်အာဘော်တွေပြဿနာဖြေရှင်းရင်းနီးနာတွေ ေါ်ထုတ်ဖို့ဖြစ်ပါတယ်ကွန်မြူနစ်တွေဟာအရာကိစ္စများအခြေအနေများကိုကွန်မြူနစ်ဆန်တဲ့အမြင်နဲ့သာတင်ပြဖို့လီနင်က တောင်းဆိုပါတယ်ဒီတောင်းဆိုချက်ဟာကျွန်တော်တင်ပြချက်အတွက်အနှစ်ချုပ်ဖြစ်ပါတယ်စင်မြိုင်အမြင်နဲ့စင်မြိုင်အကျိုးစီးပွားမျက်မှောက်လူဖွဲ့စည်းမှာအနှစ်သာရအရာအခြေခံအားဖြင့်စင်မြိုင်ဖြစ်တဲ့အမြင်ကြီးနှစ်ရက်ရှိပါတယ်တစ်ခုကကွန်မြူနစ်အမြင်ဖြစ်ပြီး ံတစ်ခုကသွေးဆုပ်သူလူဒန်းစားများရဲ့အမြင်ဖြစ်ပါတယ်။ဒုတိယအမြင်ကတမိုင်းတစ်လျှောက်လူအဖွဲ့အစည်းလူဒန်းစားတွေအတွင်းအနှံ့အပြားလွှမ်းမိုးအမြင့်တွယ်နေကြတာဖြစ်လို့ဒီအမြင်ကိုလက်ရလက်ဝဲအများကြိုက်အမြင်လို့ရေဘူးရအဖြစ်ခေါ်ဆိုနိုင်ပါတယ်။အမြင်နှစ်ရက်မှအခေါ်ဝေါ်တူညီတာရှိရင်တောင်မှအနှစ်သာရမတူညီဘူး။စိန့်ဆိုင်မွန်တို့ခေတ်မှာဒနာရှင်အမြင်နဲ့တင်ပြခဲ့တဲ့ဆိုရှယ်လစ်ဝါဒဟာ စိတ်ကူးရင်ဆိုရှယ်လစ်ဝါဒဖြစ်ပြီးမတ်စတိုခင်မှာတင်ပြခဲ့တဲ့ဆိုရှယ်လစ်ဝါဒကတော့တိတ်ပံနေကြဆိုရှယ်လစ်ဝါဒဖြစ်ပါတယ်အလားတူသွားပဲအမြင်နှစ်ခုစလုံးမှာတူညီနေဆင်တူနေတဲ့ဒီမိုကရေစီဝါဒတို့မျိုးချစ်ပြည်ချစ်ဝါဒတို့အမျိုးသားလွတ်မြောက်မှုတို့စတဲ့အတွေးခေါ်တွေသို့မဟုတ်ကြွေးကြော်တမ်းတွေဟာလည်းအနှစ်သာရအရဖွင့်ဆိုမှုအရစင်မြိုင် ဖြစ်ပါတယ်ကွန်မြူနတီရဲ့အမြင်က ထက်မြက်မှုအမျော်မြင်ကြီးမှုလိုမျိုးအရာတွေအပေါ်အခြေခံတိဆောက်ထားတာမဟုတ်ပါအလौသမလူသားသားသို့မဟုတ်သဘောတရားပိုင်းဆိုင်ရာမှာ ခေါ်ဝေါ်သုံးလေရှိတဲ့ပစ္စည်းမဲ့လူသားသားရဲ့လူသားသားကြိုးစီဝါအပေါ်အခြေခံထားတာဖြစ်ပါတယ်လူအဖွဲ့အစည်းပဂရိဘာဝလူသားသားကြိုးစီဝါအရဆိုရင်လဲအခြေခံအဖြစ်စင်ပြိုင်ဖြစ်တဲ့လူအတိုင်းဝန်ကြီးနှစ်ခု ရှိပါတယ်တစ်ခုက ပစ္စည်းမဲ့လူဒန်းစားလူအတိုင်းဝန်းဖြစ်ပြီးကြံတစ်ခုကသွေးဆုပ်သူလူဒန်းစားများရဲ့အတိုင်းဝိုင်းမှာကမြေယာသို့မဟုတ်တစုံတရာထုတ်လို့ရအရင်မြစ်ပစ္စည်းသို့မဟုတ်တစုံတရာလုံလောက်တဲ့ငွေအရင်းနီးအ ਨੇ ဆုံးတမျိုးမျိုးပိုင်ဆိုင်ကြသူများပါဝင်ပါတယ်ဒီထဲမှာဒနာရှင် ပေါ့ဆအလက်အကြီးလဝကြီးဥအလွာမျိုးမျိုးနဲ့မြေရှင်လူဒန်းစားပါဝင်ပါတယ်ဒီထဲမှာ ကိုယ်တိုင်ပိုင်ဆိုင်တဲ့ထုတ်လို့ရအရင်မြစ်အနှဲငယ်ကိုအခြေပြုတ်ပြီးကိုယ်တိုင်ပါဝင်လှုပ်အားစိုက်ထုတ်လှုပ်ကြလို့အလုလုသူလူတန်းစားလို့ရေဘူးရရည်ညွန့်ခံရသူများလဲပါဝင်ပါတယ်ပစ္စည်းမဲ့လူတန်းစားအလုလုသူလူတန်းစားမဟုတ်တဲ့အခြားအဖိနှိတ်ခံ လူတန်းစားများလဲပါဝင်ပါတယ်ပစ္စည်းမဲ့လူတန်းစားကတော့ညေရတစုံတရာထုတ်လို့ရအရင်မြစ်ပစ္စည်းတစုံတရာငွေအရင်နည်းဆိုတဲ့အရာ၃မျိုးစလုံးကို မပိုင်ဆိုင်ပါဘူး ဒါကြောင့်ဒနာရှင်လူတန်းစားကဦးစီးစီမံအုပ်ချုပ်တဲ့ယခုခေတ်အမျိုးသားနိုင်ငံတော်ဆိုတဲ့နှစ်တရရခေါ်တဲ့တိုင်းပြည်ဆိုတဲ့အရာကိုလည်းမပိုင်ဆိုင်ပါဘူး။ဘာမှမပိုင်သူအတွက် ဆုံချုံစရာဘာမှမရှိပါဘူး။ဒါကြောင့်တိုင်းပြည်အလုံးရှိပစ္စည်းမဲ့လူတန်းစားဟာအမိတိုင်းပြည်ဆိုတဲ့အစွဲကိုဖယ်နိုင်စွာတို့အလုံးဘဝတူကံကြမ္မာတူပဲဆိုတဲ့လူတန်းစားအသည့်ကိုကင်ဆွဲနိုင်စွာရှိပါတယ်။ တိုင်းပြည်အားလုံးရှိအလို့သမားများအဖိနှိတ်ခံပြည်သူများသွေးစည်းကြတိုင်းပြည်အသီးသီးရှိအလို့သမားလူဒန်းသားကမိမိတိုင်းပြည်ရဲ့လူဒန်းသားတိုက်ပွဲကိုဥဆောင်ဆင်နွှဲကြစတဲ့အတွေးခေါ်တွေကိုလည်းပြည်ကျစ်ဝါဒဆိုင်ရာအမြင်ထဲမှာ ရုတ်ရော့လို့မရတဲ့အစိတ်ပိုင်းအဖြစ်ထည့်သွင်းထားတဲ့မှာတယ်အလို့သမားလူဒန်းသားနဲ့ကြံအဖိနှိတ်ခံပြည်သူများအလौဒမဟာလောက်စားစရာဘာအရင်မြင့်မှမပိုင်ဆိုင်လို့ သူ့မိသားစုနဲ့အတူအသက်ရှင်ရင်းထိမ့်သိမ့်ပြုစုအည်သွေးမြင့်တင်ထားတဲ့သူ့ရဲ့အလုလုံနိုင်စွမ်းဒီဟုသောကာယညာနာလှုပ်အားကိုအရင်းရှင်ထံရောင်းချရပါတယ်။အရင်းရှင်ကအလုသမားအနေနဲ့သူ့ရဲ့လုံနိုင်စွမ်းကိုမိသားစုအသက်ရှင်ရင်းထိမ့်သိမ့်ပြုစုအည်သွေးမြင့်တင်ရမှာကုံကြထားတဲ့ဇယိဇကဖြစ်တဲ့အလုသမားရဲ့ကာယညာနာလှုပ်အားကကို ပေးချပြီးအလုသမားကို အရင်ရှင်ပိုင်ဆိုင်တဲ့ထုတ်လုပ်ရေးအရင်မြစ်တွေနဲ့ထုတ်လုပ်ရေးအတွင်းအလုတ်လုတ်ခိုင်းပါလေလုံသမားအလုတ်လုတ်လို့ထွက်လာတဲ့တံမိုးကလုံအားကတံမိုးထက် ပိုပါတယ်အဲ့ဒီလိုပိုထွက်လာတဲ့အပိုင်းကိုအစွန်းအတွက်တံမိုးလို့ခေါ်ပါတယ်ဒီအစွန်းအတွက်တံမိုးကိုအရင်ရှင်ကတိမ့်ပိုက်ပါတယ်ဒါကိုအမြတ်ရရှိတယ်လို့ရေဘူးအားဖြင့်ခေါ်ပါတယ်စူဇန်လေးလာမှုဖြစ်စဉ်တွင်မှာပစ္စည်းထုတ်လုပ်ရေးလုံအား ဝန်ဆောင်မှုရလက်ထွက်လို့ရေလောကစတဲ့လောက်အားကွဲပြားမှုဆိုင်ရာရှုပ်ထွေးမှုနဲ့အရင်ရှင်အမျိုးမျိုးအတွင်အမျက်ခွဲဝေမှုဆိုင်ရာ ရှုပ်ထွေးမှုကိုဖယ်ရှားပြီးရှင်းရှင်းလင်းလင်းမြင်လွယ်စေဖို့အတွက်လူအဖွဲ့အစည်းကိုအရင်ရှင်လူတန်းစားနဲ့ပစ္စည်းမဲ့လူတန်းစားဆိုပြီးနှစ်ပိုင်းပိုင်းကဆန်းစစ် လေ့လာလေးရှိပါတယ်ပစ္စည်းမဲ့လူတန်းစားကဖန်တီးလိုက်တဲ့အစွန်းထွက်တံပိုးတွေဟာအရင်ရှင်လူတန်းစားရဲ့လက်ထက်မှာ အမျက်ငွေအတုံးငွေစတဲ့သဏ္ဍာန်တွေဖြစ်သူ ပြောင်းသွားတယ်။ဒါတွေကိုမူလအရင်မှာထပ်ပေါင်းလောက်ကင်လာခဲ့တာဖြစ်လို့အစွန်းအတွက်တံပိုးတွေဟာ စုစုပေါင်းအရင်တွေဖြစ် စုစုပေါင်းဥစ္စာဒဏတွေဖြစ်အရင်ရှင်စနစ်သမိုင်းတလျှောက်တဖြည်းဖြည်းစုပုံလာခဲ့တယ်။ဒါကြောင့်ကမ္ဘာဥစ္စာဒဏအားလုံးဟာ မျိုးအဆက်ဆက်မြတ်သောပစ္စည်းမဲ့လူန်းစားကဖန်တီးလိုက်တဲ့အစွန်းအတွက်တံပိုးစုစုပေါင်းဖြစ်ပြီးဒါတွေကို ပစ္စည်းမဲ့လူဒန်းစားကလူအဖွဲ့စည်းပိုင်ဖြစ်တိမ့်ပိုက်တယ်ဆိုရင် ကိုယ့်ပစ္စည်းကိုကိုယ်ပြန်တိမ့်ပိုက်ခြင်းမျှတာဖြစ်ပါတယ်။ဒါကြောင့်အလौဒမလူဒန်းစားဟာလူအဖွဲ့စည်းအတွင်းမှာအမျိုးသားဖိနှိပ်မှုအပါအဝင်ဖိနှိပ်သွေးဆုပ်မှုဆိုင်ရာနှောင်ကြိုးအထက်ထက်အောက်တုံးအထက်ထက်အောက်မှာရောက်ရှိနေပါတယ်။ဒီနှောင်ကြိုးအထက်ထက်ကို အကုံစင်ဖယ်ရှားပြည့်ရေးဟာအလौဒမလူဒန်းစားရဲ့ ဂရိဘာဝလိုအပ်ချက်ဖြစ်ပြီးအရာရာကိုတိုက်ရိုက်ထုတ်လုပ်တဲ့လူဒန်းစားဖြစ်တာကြောင့်ဒီအရေးကိစ္စကို အကောင့်ထဲပုံနိုင်စွာလဲရှိပါတယ်အလौသမလူဒန်းစားဟာနှောင်ကြိုးအားလုံးကိုဖယ်ရှားရေးအတွက်နှောင်ကြိုးတစ်ခုသို့မဟုတ် တချို့ကိုဖယ်ရှားလိုသောကြံအဖိနှိတ်ခံပြည်သူ အားလုံးကိုလည်းစီယုံတိမ်သွင်းဖို့အလိုလားဆုံးစီယုံတိမ်သွင်းနိုင်စွာအရှိဆုံး လူဒန်းစားဖြစ်ပါတယ် ပစ္စည်းမဲ့လူဒန်းသားရဲ့ဒီလိုလူဒန်းသားသဘာဝကြောင့်ကိုဒီလူဒန်းသားကိုစားပြုတဲ့တွေးခေါ်ကင်ဆွဲမှတာအဖိနှိတ်ခံပြည်သူအားလုံးကို အလုတ်ကျွေးပြုတ်နိုင်တာဖြစ်ပါတယ်။ဒီတော့ဆုံရှုံစရာဆိုလို့နှောင်ကျိုးမှာပဘာမှမရှိ ရနိုင်မှာကကဘာကြီးပါဆိုတဲ့တင်စားမှုနဲ့ထိုက်တန်သူ လူဒန်းသားကို တွေ့ရှိလိုက်ပြီးထင်ပါတယ်။အတွေ့အကြုံများ ိုက်ရိုက်အတွေ့အကြုံကမူရင်းအကြဆုံးအတွေ့အကြုံဖြစ်ပါတယ်။ဒီထဲမှာကအချက်လက်တွေပြင်စိတ်ခံစားမှုများလဲကြွယ်ဝစွာပါဝင်နေတာဖြစ်ပြီးအထောက်အထားဖြစ်အခိုင်အမာဆုံးအသုံးပြုနိုင်တာလည်းဖြစ်တယ်။ရုပ်ရှင်ကြည့်ဝတ္ထုစာအုပ်ဖတ်ဟောပြောပွဲနားထောင်စတဲ့ဖြစ်စဉ်တွေမှာလည်းတိုက်ရိုက်အတွေ့အကြုံအစိတ်ပိုင်းတွေမိမိစိတ်ထဲခံစားချက်တွေတွေ့ကြုံပါဝင်နေတတ်တာကိုထက်တွေ့ပါဒါပေမဲ့ ကာယကံရှင်ရဲ့အကန့်အသတ်ကြောင့်တိတ်မကျဲပြန့်တာတွေထင်ရောင်ထင်မှားဖြစ်တာတွေမရှိကိုအရှိထင်တာတွေတိတ်မလေးနဲ့တာတွေရှိတတ်ပါတယ်ဖတ်ရှုကြည့်ရှုနားထောင်ရတာတွေကတစ်ဆင့်သိရတဲ့ပွဲဝိုက်အတွေ့အကြုံတွေကတော့မူရင်းတိတ်မကြပေမဲ့လူအများရဲ့တိုက်ရိုက်အတွေ့အကြုံတွေကိုပေါင်းချုံသုံးသပ်ထားတာကြောင့်အများကအားထားရကိုးကားရတဲ့ကျဲပြန့်တဲ့အတွေ့အကြုံဖြစ်တတ်ပါတယ် အောင်မြင်သူများရဲ့ကိုယ်တွေပွဲတွေနီးနာများဆိုတိုင်းလဲစံထားเสียဖြစ်ချင်မှာဖြစ်မယ်အသက်ရာကျော်နေခဲ့ရသူများပြောပြတဲ့ကိုယ်တွေအသက်ရှိနေတိုင်းကလည်းစံထားအားထားเสียကြီးပဲရလို့ဖြစ်ချင်မှာဖြစ်မယ်အသက်ရှိခြင်းဆိုင်ရာသိပ္ပံပညာက အလွန်နှုတ်နေပါသေးတယ်ကောက်ချက်ချထားနိုင်တဲ့တရားနေပါပါသေးတယ်ဆုံးရှုံးထားသူများရဲ့ကိုယ်တွေနီးနာများဆိုတိုင်းလဲအထင်သေးเสียဟုတ်ချင်မှာဟုတ်မယ် တို့တွေ့ကြုံဥပမာ Paris ဘုံဖွဲ့တွေ့ကြုံများတဲ့ကနေရှောင်းရန်အပြင်ဆောင်းရန်တွေလည်းထုတ်ယူနိုင်တာမျိုးရှိတတ်ပါတယ်သဘောတရားနဲ့လက်တွေ့လူမှုသိပ္ပံသဘောတရားဖြစ်တဲ့ mass water မှမဟုတ်သဘောဝသိပ္ပံသဘောတရားနဲ့ပတ်သက်လို့ပြောရင်လည်းသဘောတရားကိုလက်တွေ့အတွင်းနဲ့ပေါင်းစပ်တဲ့ဖြစ်စဉ်ဟာကိုက်ညီမှုရှိမရှိချင့်ချိန်နှိုင်းဆပြီးအသုံးချတဲ့ဖြစ်စဉ်လည်းဖြစ်တယ် ။တပိုင်ထဲမှာသဘောတရားမှန်ကန်မှုရှိမရှိ ပြည့်စုံမှုရှိမရှိကိုတတ်သိပြတဲ့ဖြစ်စဉ်လည်းဖြစ်ပါတယ်။ဥပမာနျူတန်ရဲ့တက်ရောက်မှုအားဆိုင်ရာနိယာမကိုအသုံးပြုရမှာမြေပြင်ဝေဟင်းမြေအောက်ရေအောက်အာကာသစတဲ့အခြေအနေမျိုးမျိုးမှာကိုက်ညီမှုရှိမရှိချင်းကျင်တိုင်းဆပြီးမှ အသုံးပြုရတာဖြစ်ပါတယ်။အဲ့ဒါဟာသဘောတရားကိုလက်တွေ့နဲ့ပေါင်းစပ်ကျင့်သုံးတယ်သို့မဟုတ် သဘောတရားကိုလက်တွေ့လမ်းညွန်ဖြစ်အသုံးချတယ်ဆိုတာပါပဲရေပုံရအနှံ့ပြဆိုင်ရာသဘောတရားသဘောတဘောဝတရားဆိုတာတစိတ်တရေတစီဖြစ်တဲ့အခိုင်မာတဒံနဲ့တွေ့ရတဲ့လက်တွေ့အတွေ့အကြုံပေါင်းများစွာကိုအကြိမ်ပေါင်းများစွာခြုံငုံ သုံးသပ်ခြင်းအဖြစ်ပေါ်ထုတ်ထားတာဖြစ်ပါတယ်သဘောတရားတစ်ခုခုဟာအမှန်တရားလဲဖြစ်ကြောင်းလက်တွေ့နဲ့သက်သေပြရပါတယ်ရေပုံရအမှန်တရားဟာဘယ်နေရာမှာမဆိုအခိုင်မာ ထူးသဏ္ဍာန်ဖြစ်နေတာပေါ်ပြပါတယ်။နောက်တတိထားဖို့ကအကြီးအငွေ့သဏ္ဍာန်အတွက်သာမှန်တဲ့အမှန်တရားဟာအခဲသဏ္ဍာန်အတွက်မမှန်တော့ဘူး။လူဒန်းစားရှိလူဖွဲ့စည်းအတွက်ရည်ရွယ်ပြောထားတဲ့အမှန်တရားဟာလူဒန်းစားရှိလူဖွဲ့စည်းအလုံးအတွက်တော့ချွင်းချက်မရှိမှန်ပေမဲ့လူဒန်းစားမဲ့လူဖွဲ့စည်းအတွက်တော့မမှန်တော့ဘူး။အရာကိစ္စတွေရဲ့နောက်ခံကားကဘလောက်ကျယ်တယ်လဲ။ကျွန်တော်တို့အနေနဲ့ကိုယ့်ဒေတာဟာကိုယ့်ကဘာပဲလို့ ယူဆနေလို့မဖြစ်ပါဘူး။ကိုတိုင်းမီဟာကိုယ့်ကဘာပဲလို့တောင်ယူဆနေလို့မဖြစ်ပါဘူး။အရင်ဆက်လိုက်ရင်ခမည်းတော်နေတဲ့ကော်ဖီဟာတောင်ကဘာရင်းရှင်စနစ်ရဲ့ကုံထုတ်လို့ရေးဂွင်းဆက်ကျိုးတဲ့ကပစ္စည်းဖြစ်ပါတယ်။ကျွန်တော်တို့ထိတွေ့နေရတဲ့မြေဩဇာပိုးသက်ဆေးလစ်ဘရယ်တွေးခေါ်ဖက်စစ်တွေးခေါ်လွတ်လပ်ရေးဒန်းလူရေးအပါဝင်ရုပ်ပိုင်းစိတ်ပိုင်းနိုင်ငံရေးပိုင်းလူမျိုးရေးပိုင်းဆိုင်ရာအရာတွေဟာကမ္ဘာအရင်းရှင်စနစ်အတွင်းမှာ တနည်းနည်းနဲ့အကျုံးဝင်နေပါတယ်။အနောက်ကဘာမှာအရင်ရှင်စနစ်အကျက်တဲသဲတန်လာတော့လူအဖွဲ့အစည်းကို liberal ဝါဒနဲ့မထိနိုင်တော့ပဲလက်ရစွန်းအင်အားတွေဖက်စစ်အင်အားတွေတက်လာတယ်။ဒါရဲ့ဖော်ပြချက်ဖြစ် Trump လိုလူတောင်သမရဖြစ်လာတာနောက်ထပ်သမရတက်တန်းအတွက်အာဏာသိမ်းဖို့စ조사တာတွေဖြစ်လာတယ်။ဆင်းရဲနိုင်ငံတွေမှာမင်းအွန်လိုင်းတို့လိုအာဏာရှင်အုပ်စုတွေအတင့်ရဲလာတယ်။ဘာမဆိုလုံရဲလာတယ်။တချိန်တည်းမှာ ကမ္ဘာပြည်သူများရဲ့ဆင်းရဲကြက်တဲမှုဆန့်ကျင်ရေးဒီမိုကရေစီရေးနဲ့နယ်ချက်စစ်ဆန့်ကျင်ရေးလူလန်းစားတိုက်ပွဲဒီရေးဟာလည်းအရှိန်အဟုန်ရလာနေတယ်။ဒီနောက်မှာစေအိုစုရဲ့အာဏာသိမ်းမှုနဲ့ဒါကိုဆန့်ကျင်တဲ့ပြည်သူအုံကြွမှုຫນွေဥတော်လာရေးပေါ်ပေါက်လာတာဖြစ်ပါတယ်။လေလာစေကမ္ဘာကွန်မြူနီလှုပ်ရှားမှုအပိုင်းမှာတော့အကြက်တဲတမျိုးကျုံနေရတယ်။တချို့ကဒီကာလနိုင်ငံရေးလေတုကို အမျိုးသားရေးဝါဒပတ်တင်ဆောင်တဲ့ဒုတိယကွန်မြူနီအင်တာနက်ရှင်နယ်ကာလနိုင်ငံရေးလေထုအဖြစ်မြင်ကြတယ်။ဒါအတွက်အဓိကနိုင်ငံရေးစီးပွားရေးနောက်ခံကဒီလိုဖြစ်တယ်ယူဆပါတယ်။စစ်အေခဲအနောက်ပိုင်းမှာတိတိတတ်တာဖြစ်ထွန်းလာတဲ့အရင်အနီးတကဘာလုံးကိုဖြန့်ကျက်လာတဲ့ globalization ဖြစ်စဉ်မှာမိမိတိုင်းပြည်ဖွံ့ဖြိုးရေးအတွက်နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုကိုတကားဖွင့်ပေးမလားရင်းနှီးမြှုပ်နှံသူများအလိုကျဖြစ်အောင် လုံသမားဥပဒေအပါအဝင်စီးပွားရေးလုပ်ငန်းဥပဒေ policy များကို ပြုပြင်ပေးမလားစတဲ့ပြဿနာကို policy ရေးဆွဲကြသူများကြုံကြရတယ်။သူတို့ထဲမှာအထူးသဖြင့်ဥပဒေတွင်လက်ဝဲပါတီ တော်တော်များများအနေနဲ့မိမိတိုင်းပြည်ဖွံ့ဖြိုးရေးအတွက်လည်းအကျိုးရှိအောင်အလုံသမားများနဲ့ပြည်သူများလည်းမနစ်နာရလေအောင်အရင်နှိမ့်မြုံနှံသူတွေကိုတာဝန်ယူမှု တာဝန်ခံမှုရှိအောင်ထိမ့်ချုပ်လက်ခံရင်တင့်တော်တယ်ဆိုတဲ့ ရင်ကြားစိတ် policy တွေချမှတ်ကြပါတယ်အစိုးရအာဏာပါဝါပေါ်မှလမိုးနိုင်စွမ်းကြီးမားလာတဲ့လဝကြီးဟုတ် corporation ကြီးတွေကဒီလိုတောင်းဆိုချက်တွေကိုအပေါ်ယံသဘောတူကြပြီးတကယ်လက်တွေမှာ ချိုးဖောက်ကြတာကြီးပါပဲဘယ် corporation ကြီးတွေမဆိုဒီတိုင်းမှာပဲဒီအခြေအနေမှာလက်ဝဲဝါရဖွဲ့စည်းများအလုံသမားတက်မကအတော်များများဟာတံတန်းရတာလက်ဝဲဆန်တဲ့သဘောဖြစ်သွားကြပါတယ် ကျွန်တော်တို့အနေနဲ့ဒါနဲ့ပတ်သက်လို့သဘောတရားပိုင်းဆိုင်ရာမှာတစုံတရာကိုအတီးပြုတ်ဖို့ဖြစ်စေငင်းပယ်ဖို့ဖြစ်စေမတက်နိုင်သေးတဲ့အပြင်ကဘာဖြစ်ပေါ်တိုးပွားမှုကလည်းမြန်ဆန်းနေတော့ဒီအပိုင်းနဲ့ပတ်သက်ရင် လေလာစဲဖြစ်တယ်ဆိုပြီးတော့သာရက်ခံထားတဲ့နယ်ထင်ပါတယ်ထိတွေ့မိသလောက်ကဘာလက်ဝဲဝါရီအပေါ်များမှာလည်းဒီသဘောမျိုးရက်ခံထားတာတွေ့ရပါတယ်တော်လိုက်အောင်မြင်ပြီးရင်ဘယ်ပုံစံသွားမလဲဆိုတဲ့ပြဿနာမှာလည်း အလားတူပါပဲတခြားလူဒန်းစားတွေကိုကိုစားပြုတဲ့အဖွဲ့တွေအနေနဲ့ကရှိပြီးသားနိုင်ငံတော်ရန်ရာတွေကို အလွန်ဆုံးမှစစ်တပ်ကစစ်တမ်းလျားပြန်ဆိုတာတော့ပဲပြုပြင်ပြီးပြန်လည်အသုံးပြုမှာဖြစ်တဲ့အတွက်နိုင်ငံတော်တည့်ရဲ့ဖွဲ့စည်းအုပ်ချုပ်ပုံတည့်ကြိုရေးထားတာမျိုးလုပ်ဖို့မခက်ခဲလောက်ဘူးထင်ပါတယ်ကွန်မန်ဒါများအနေနဲ့ကြတော့ပြည်သူလူထုရဲ့အာဏာအစစ်မှန်ထူထောင်ရေးကိုသာမျှော်မှန်းတင်တာဖြစ်တဲ့အတွက်ဒီမိုကရေစီလေထုအကျယ်ပြန့်ရှိတဲ့အခြေအနေမျိုးကိုမရရှိသမျှ အဖိနှိတ်ခံပြည်သူလူထုရဲ့တကယ်ဆန္ဒအစစ်မှန်ဘယ်လိုရှိမလဲဆိုတာကို ဆုံးဖြတ်ဖို့မဖြစ်နိုင်ပါသဘောတရားပိုင်းမှာကိုကပြည်သူလူထုအာဏာထူထောင်ရေးဆိုင်ရာလူမှုသိပ္ပံကနှုတ်နယ်သေးတယ်ထင်ပါလေဒါကြောင့်ပြည်သူဒီမိုကရေစီထူထောင်ရေးပြည်သူရဲ့ဆန္ဒအစစ်မှန်ကိုပေါ်ထုတ်နိုင်တဲ့အခြေအနေဖန်တီးရေးကိုပဲ ပြောနိုင်ပါတယ်သူတို့ထိုင်နဲ့ကိုတို့ထိုင် နိုင်ငံကြီးများရဲ့နိုင်ငံသားရေး policy နောက်မလိုက်ဖို့စစ်အာဏာရှင်စနစ်ကိုတိုက်ဖြတ်ရေးလက်နက်ကိုင်လမ်းစဉ်ကိုဆက်လက်ကင်ဆွဲဖို့1986 89ခုနှစ်ကာလမှာပါတီကဆုံးဖြတ်ခဲ့တယ်ပထဝီနိုင်ငံရေးဆိုတာကမ္ဘာအစိုးရများရဲ့ဘောလုံးဝင်းတာဖြစ်ပါတယ်ကျွန်တော်တို့လှုပ်ရှားဖို့အတွက်ကနယ်ချက်စနစ်နဲ့နယ်ချက်စစ်ကိုဆန့်ကျင်ရေးတည်ဟူသောကမ္ဘာဖိနှိပ်ခံပြည်သူများရဲ့ဘောလုံးဝင်းပဲဖြစ်ပါတယ်ပထဝီနိုင်ငံရေးပထဝီစီးပွားရေးအပြိုင်မှုများကို ကမ္ဘာဖိနှိပ်ခံပြည်သူများရဲ့အကျိုးစီးပွားအထိုင်ကနေမျက်ခြေမပြတ်သုံးသပ်နေဖို့လိုပါတယ်။ကမ္ဘာအဝင်းဝိုင်းအတွင်းဩဇာနယ်ပယ်ပြန်လည်ခွဲဝေရေးအတွက်ဆင်နွှဲတဲ့စစ်စရိတ်ဟာနောက်ဆုံးမှပြည်သူအပေါ်ပုံကျလာမှမဟုတ်ချဖြစ်တာကြောင့်နယ်ချက်စစ်ပြင်ဆင်မှုတွေကိုဆန့်ကျင်ကြဖို့အရင်းရှင်စနစ်အကြက်တဲမျိုးစုံကိုဖြည့်ရှင်းဖို့ကြိုးစားရင်းဒီမိုကရေစီမျက်နှာဖုံးကွာကျနေတဲ့ကမ္ဘာစစ်အင်အားကြီးဝါဒီအုပ်စိုးသူများအခက်ပြည်သူအချက်ဆိုတဲ့ ခေတ်ကာလဆိုင်ရာအခွင့်အလမ်းကိုကင်ဆွဲကြဖို့ဖြစ်ပါတယ်